မင်္ဂလာပါ The Great Godzilla ထဲရောမှာဖြစ်ပါတယ်။တင့်အတွက်မနက်ဖြန်ငွေကြေးကန်ချိန်တွေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့မနက်ဖြန်မှာဆိုလို့ရှိရင်ငွေကြေးကန်ချိန်နေနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တဲ့အနေအထားမျိုးရှိပါတယ်။ရပ်ဝေးကနေပြီးတော့သတင်းစကားကောင်းတွေကြားရတတ်တယ်။နောက်မိသားစုနဲ့အတူတူပျော်ပျော်ရွှင်ရွှင်ပေါ့နော်။ငွေကြေးသုံးဆွဲရကိန်းနေလည်းရှိတယ်။ကလေးတငယ်တွေလူငယ်လူရွယ်တွေအနေနဲ့လည်းမိသားစုစီကနေပြီးတော့မိသားစုဝင်တွေစီကနေပြီးတော့မုံဖိုးတွေ လက်လာပါတယ်ရကိန်းရှိတယ်။နောက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အမြင့်ပိုင်းပုံကိုယ်တွေဖြစ်တဲ့သီလရှင်တို့ဖုန်ကြီးတို့ပေါ့နော်အဲ့လိုအမြင့်ပိုင်းပုံကိုယ်တွေစီကနေလဲကိုပေါ့နော်လက်လာပါဝင်စီမဲ့အဆောင်ရတရာမျိုးတွေရတတ်တာမျိုးတွေ့ရပါတယ်ကျွေးမြီဟောင်းတွေလည်းရတတ်တယ်ရဝေးကနေပြီးတော့ငွေကြေးလောက်ကနေပတ်သက်ပြီးတော့သတင်းစကားကောင်းတွေကြားရတတ်တယ်အခွန်လောင်းကောင်းတွေလက်ဆင့်ကန်းလက်လှမ်းလာတာမျိုးကြုံရတတ်တယ် ငွေကြေးလောက်ကတည်းကပတ်သက်ပြီးတော့ခရီးတူခရီးရှိသွားဖို့တက်ကိစ္စရတယ်လည်းပေါ်တတ်တယ်။ရေချောင်းကနေပြီးတော့လဲရေချောင်းကနေပြီးရောပေါ့နော်။ငွေကြေးတွေဝင်ကင်းရှိတယ်။အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့မနက်ဖြန်မှဘာသာရေးကိုဖိဖိစီစီလုပ်လေငွေကြေးနဲ့ပတ်သက်ပြီးတော့တော်တော်လေးကံကောင်းနေဆိုတာမျိုးတွေ့ရတယ်။လုံငန်းသစ္စာတွေမှသူတွေအနေနဲ့လဲမနက်ဖြန်ဆိုလို့ရှိရင်အလုပ်သစ်တွေစတင်တင့်တဲ့ နေမျိုးဖြစ်ပါတယ်။အဲမနက်ဖြန်မှာစတင်တဲ့လုပ်ငန်းတတိယဆိုလို့ရှိရင် ရေရှည်မှာကိုယ်တွက်ကောင်းကျိုးတွေရှိစေမယ်။အောင်မြင်မှုတွေရစေမယ်။ပျော်ရွှင်စရာတွေဖြစ်စေမယ်ဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာရတတ်ပါတယ်။အမနာဖြစ်မှာဆိုလို့ရှိရင်တချို့သောအင်တာတိုင်းမှာဆိုလို့ရှိရင်တာသမီရနာရရဆိုတဲ့သတင်းစကားကောင်းမျိုးတွေကြားရတဲ့အရလာရတာသမီရနာကဒီငွေကြေးလောက်ကန်နဲ့ပတ်သက်ပြီးတော့ဗောနော်ကိုကို ငွေကန်ကောင်းစေမဲ့အလောက်ကန်စီပွားတိုးပွားစေမဲ့လက်လာပါကောင်းစေတဲ့ပေါ့နော်အရင်သွေးရတနာမျိုးကိုစတင်ပြီးတော့လွယ်ရတာမျိုး မွေးဖွားရတာမျိုးပေါ့နော်အဲ့လိုအကြောင်းတရားလေးတွေသတင်းစကားကောင်းလေးတွေမင်္ဂလာသတင်းလေးတွေကြားတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်အလုံးမစီပွားဥစ္စာများဒီလေးလာတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်